အပိုင်းနှင့် လူကြိုက်များလုံနေချောင်းနီ အခန်းတိတ်ဤနီကိုလုံနေရာတိုင်းမှာခยีဥစုပြုလိမ့်မည်မိတ်ဆွေပေါများတို့တွင်ဤစာအုပ်ကိုဖတ်နေမဲစာကဘာဝရင်မိတ်ဆွေပေါများဆုံးဖြစ်သူဤနီကိုအဘယ်ကြောင့်မလိလာသနည်းသူဟာဘသူလဲသူသည်ဤနီလန်းနေတော့မနစ်ပြန်လျှောက်လာသည်ကိုတင်တွေ့ရရင်သူနဲ့ဆယ်ပေလောက်ဝင်းနေတော့နေရောင်တင်ရောက်သွားရင်သူသည် သူ၏အမေကိုနှံ့လိုက်ပြီးအကရေတင်တီရက်ကြည့်ပြီးသူ့ရဲ့ကြောကိုတက်လိုက်အလွန်တရာရွှေမျိုးစောင်ပေါက်ခုံပြီးတင်ယုံမြေမြာချစ်ခင်ကြောင့်ပြလိုက်ပြီးဤသို့ရွှေမျိုးခုံပေါက်ရပြခြင်းသည်တင်ရဲ့ထံမှတစုံတရာကိုရရင်ရည်ရွယ်ချက်တစ်ခုခုကြောင့်မဟုတ်ပေဤကဲ့သို့ရွှေမျိုးရပြခြင်းသည်တင်ယုံပစ္စည်းတစ်ခုခုရောင်းလို့ရလေမဟုတ်တဲ့ဟိုထိန်များလို့ရည်လည်းမဟုတ်ချင်တရိစံများရည်ခွေးတလီရဲ့မိမိရဲ့ဝန်းစာတွေအလုံးလုံးရေမပေးရချင် အေးချောင်းကိုတင်သေးပါလို့ကျမသည်ဥရေကိုဥပရယ်နွားမနွားနို့ပရယ်တာလိကာတခြင်းစွာရီတို့ရရင် ခွေးရတော့သူ့ရဲ့ဝန်းစာတွေသူ့ရဲ့မျက်တာလဲပြီးတခြားအရာတွေမပေးရချင်းကျွန်တော်ငားနဲ့သားအရွယ်ရကျွန်တော်ရဖခဲ့သည်ဒေါ်လာဝက်ပေး၍ခွေးနီပါလေးတစ်ခါကိုဝယ်လာတယ်သူဒီအကျွန်ုပ်ရဲ့အသက်ဘူးဖြစ်တဲ့ညနေတိုင်း၄နာရီခွဲလာတွင် သူဒီခြံပေါဝရဝက်ပြီး လမ်းမဘက်ကိုသူ့ရဲ့လှပတဲ့မျက်လုံးနဲ့စိုက်ကြည့်ကျွန်တော်ရဲ့အတန်းကြာရိုက်လင်းတော်၎င်းကျွန်တော်လန်လျှောက်သည်ကိုမြင်လျင်တော်၎င်းသူ့ဝဲနေရာနီးတစ်ချက်တည်းခုံထွက်ပြီးရင် အလွန်မျိုးထူးစွာဟောင်းပြီးတောင်ပေါ်တို့အကျွန်ုပ်ကိုစီးကြုံဝမောကြီးပန်းကြီးပြေးတက်လာရင်ခွေးကလေးတက်ပြီးမှငါးနှစ်တိုင်တိုင်ကျွန်ုပ်ရဲ့အမြဲတမ်းအဖော်ဖြစ်ခဲ့တယ်။တညရင်ထုံညကိုကျွန်ုပ်ဖဲတော့ခါမှမမေနိုင်တက်ပြီးသည်ကျွန်တော်ရဲ့အိယာဆယ်ပေမြကွာရင် ိတ်နေစဉ်မိုးကြိုပြက်ခံရပြီးတေးရရှာသည်တက်ပြီးတေးသွားသည်မှာငယ်ရွယ်သူကျွန်ုပ်အားများစွာယူကြုံမရဖြစ်စေ။အိုးတက်ပြီးတင်းသည်စိတ်ပညာစာအုပ်တွေကိုမဖတ်ဘူးဝေးဖတ်ရလဲမလို့ဝေးမိမိလိုရင်ကိုတခြားသူများစိတ်ဝင်စားလောင်နှစ်နှစ်တိုင်တိုင်းစူးစမ်းခြင်းထက်တခြားသူများ၏လိုရင်ကိုနယ်လာမြအဟုတ်အဟက်စိတ်ဝင်စားခြင်းသည် ထို့သူ၌ မိတ်ဆွေတင်ကဟာပုံမို့ရေပေါင်းများစိတ်တီအကြောင်းတင်းရင်အတွင်ပင်ကိုတက်ခံရရတင်းဟာသိစေခဲ့သည်သူစကားကိုတကြိမ်ပြန်၍ပြောပြစီအောင်တင်းလူရင်းဆန္ဒများကိုတစ်ဖက်သားတို့စိတ်ဝင်စားလောင်နှစ်နှစ်တိုင်တိုင်ကြိုးစားခြင်းထက်တစ်ဖက်သားတို့လူရင်းဆန္ဒကိုနှစ်လမြောက်အဟုတ်အဟက်စိတ်ဝင်စားခြင်းသည်တင်းဟာမိတ်ဆွေများပြားစေလိမ့်မည် သို့တော်လေလူတို့သည်မိမိတို့၏အလိုဆန္ဒများ၌သာ တဖက်သားတို့ဟာစိတ်ဝင်စားစိတ်ခြင်းဖြင့်အမာရီမာခဲ့ကြောင်းတင်းနေအကျွန်ုပ်တို့သိရှိပြီးဖြစ်လေသည်စင်းဆက်မှာထုံနေသိမအောင်မြင်ခြင်းတဖက်သားတို့သည်တင်းရဲ့ဆန္ဒတွင်စိတ်ဝင်စားကြခြင်းသူတို့သည် အကျွန်ုပ်၏ဆန္ဒ၌လည်းစိတ်ဝင်စားကြခြင်းသူတို့သည်နည်းနည်းချင်းနေလေညစာထမင်းစားပြီးတဲ့အချိန်တို့တွင်သူတို့၏ဆန္ဒများ၌သာစိတ်ဝင်စားလျက်ရှိကြသည်တယ်လီဖုန်းဖြင့်စကားပြောရသည် ညီသည့်စကားလုံးကိုအများဆုံးအသုံးပြုသည်ကိုသိရှိရန်နယူးယောက်တယ်လီဖုန်းကုမ္ပဏီသည်အသေးစိတ်စုံစမ်းကြည့်ခဲ့မှုသည်ထိုစကားများကိုတင်တွေးကြည့်မိပြီဟုထင်သည်ထိုစကားများသည်ကျွန်ုပ်ကျွန်ုပ်ကျွန်ုပ်ပင်ဖြစ်တယ်လီဖုန်းနှင့်ပြောနေတော့အချိန်ပေါင်း900တွင်ကျွန်ုပ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 ်ကိုအချိန်ပေါင်း3990သုံးပြုကြသည်လူရစုရိုက်ထားတဲ့ဓာတ်ပုံနဲ့လည်းတင်ပါ၏ထိုဓာတ်ပုံမြင်ညီသွေးဓာတ်ပုံ တင်းနေရှိဥစွာကြည့်မြင်နေတခြားသူများသည်တင့်ပေါ်တဲ့စိတ်ဝင်စားလျက်ရှေ့သူကိုတင်ထင်ရောက်ခဲ့ရင်အီမေးခွန်းကိုဖြေပါယနေ့ညတင်းတင်းတင်းအာသူပါလူပနေရောက်လာမည်လေတစ်ဖက်သားရင်းစိတ်ဝင်စားဖို့ပဲနဲ့တင်းရဲ့ပေါ်ရင်းတစ်ဖက်သားမြည်တိအတွက်ကြောင့်စိတ်ဝင်စားမြင်နေတင်းရဲ့ခဲရန်ကိုလှမ်းယူပြီးလျင်တင်းရဲ့ဖြေကိုအီနေရရရှိပါမိမိကိုယ်ကိုလူများထင်ကြည့်အောင်လှုပ်ယုံများဖြင့်ကျွန်ုပ်တို့ပေါ်ရင်း တစ်ဖက်သားစိတ်ဝင်စားအောင်ကြိုးစားခဲ့တော့အကျွန်ုပ်တို့သည် မိတ်ဆွေဆက်များရရှိနိုင်မည်မဟုတ်ချေမိတ်ဆွေရင်းချများကိုအီနီအားဖြင့်မရနိုင် နပိုလီယန်သည်အီနီကိုစုံစမ်းကြည့်ဖို့သည်ဂျိုးဆစ်ဖင်နှင့်နောက်ဆုံးတွေ့တော်ချိန်တွင်ဂျိုးဆစ်ဖင်ရဲ့ကဘာပေါ်မှာ မောင်ဟာကန်ကောင်းဆုံးလူတစ်ယောက်ပဲသို့ဝိမိဒီချိန်မှာခင်ကလွင်မောင်အားထားရမယ့်လူအောင် တခြားမှာမရှိတော့ဟု၏နပိုလီယန်ကပြောပြဖို့၏ ို့ရရင်တမိုင်းဆရာများကတော့ဂျိုးဆစ်ဖင်ကိုပင်လင်းနပိုလီယံကအာကိုမကိုရဲ့လာဟုရဲ့တန်တရားဖြစ်သေးသည်ဘဝတုံးသက်နေထိုင်နီးခွန်စာအုပ်တို့ကိုကွယ်လွန်သူအဖရစ်အဒလာရေးသားခဲ့ဖူးသည် ထို့ရရင်တသက်တာရင် ကိုရင်ဒုက္ခအများဆုံးတွေ့ရပြီးတစ်ဖက်သားတို့ကိုလည်းဒုက္ခအများဆုံးပေးတော်သူသည်တစ်ဖက်သားတို့ကိစ္စများတွင်စိတ်မွန်စားတော်သူလျင်ဖြစ်သည် ထို့ကဲ့သို့လူပုဂ္ဂိုလ်များမှာ လူတွေရဲ့ကျွမ်းကျက်ပြက်ကွက်မှုမှန်သမျှကိုပေါ်ပေါက်လာကြသည်ဟု၍ထိုကြော့ကြသောဘီယန်နာမြို့တော်စိတ်ပညာရှိနေရရှိခဲ့လေသည် အလွန်နဲ့နဲ့တော်စိတ်ပညာကျမ်းများကိုတင်းနေဖတ်ဖူးတော်လင်းတင်းနှင့်အကျွန်ုပ်တို့အတွေ့အရေးကြီးသောဤလိုစာကြောင်းမျိုးတွေ့ခြင်းမှ တွေ့ပေလိမ့်မည်ကျွန်ုပ်ဒီထက်ခါတလဲလဲပြန်၍ပြောပြခြင်းကိုမုန်းတီးပေမဲ့အဒလိုက်စာကြောင်းများတွင် အလွန်အဖိုးတန်သောအသိပ္ပယ်များပါရှိနေသောကြောင့် အထက်ပါစာကြောင်းများကိုထပ်၍ပြောပြရပေုံမည်တသက်တာရင်ကိုယ်တိုင်ဒုက္ခများစွာတွေ့ရ၍တခြားတစ်ဖက်သားတို့ကိုလေဒုက္ခအများဆုံးပေးသောသူသည်တစ်ဖက်သားတို့၏ကိစ္စများတွင်စိတ်မဝင်စားသော လူရာလျင်ဖြစ်၏ထိုကဲ့သို့ပုံကူများမှလူတို့၏ချမ်းချက်ပြက်ကွက်မှုမှန်သည်များသည် ပေါ်ပေါက်လာကြသည်ညူယောက်ယူနီဘာစီတီတွင်ဝတ္ထုတူရင်းဤသင်ငယ်စာကိုအကျွန်ုပ်သည်တွားရောက်သင်ယူဖို့သည်ထို့သို့သင်ယူနေစဉ်တနေ့တစ်နေ့ ကိုလီးယားမဂဇင်းစသည်ကျွန်ုပ်တို့အတန်းကိုလာရောက်ပြီးတော့ဟောပြောသည်သူဤစပွဲခုံမှာတနေ့တနေ့လေးဝတ္ထုတို့၁၄၅ခုရောက်လာသည်ထို့ထက်ဝတ္ထုတို့တစ်ခုဆွဲထုတ်ပြီးလျင် ထိုဝတ္ထုတို့ရေးသားသူသည်လူများကိုမြေတားရှိသောသူဟုတ်မဟုတ်ကို သူသိသည်ဟုထိုစာကိုထုတ်ပေါ်ပြောပြလေသည်အကယ်၍ထိုဝတ္ထုတို့ရေးသားသောသူသည် လူများကိုမြေတားမရှိလျင်လူများသည် ထိုဝတ္ထုတို့ရေးသူ၏ဝတ္ထုတွေကို မြေတားရှိမှာမဟုတ်ဟု၏ထိုလူကဆက်လက်ပြောပြလေသည်ဤအလုံးမှာဝါရည်မေတော်စည်ကြီးလေးဝတ်ထုတ်တို့ရင်းနီနီကြီးများကိုပြောနေစဉ်နှစ်ကြိမ်တိုင်တိုင်ရက်ဆိုင်ပြီးတရားဟောစပြီးဟောပြောတကယ်သူဖြစ်နေသည့်အတွက်ဝန်နေတော်တောင်းမန်သည်တင်းတို့ဓမ္မကတိကပြောပြမည်ဖြစ်တော့တရားတော်တွေကိုအကျွန်ုပ်ကပြောပြနေရပြီတို့ရရင်တင်းတို့သည် နမေတော်ဝတ်ထုတို့စာရေးစရာဖြစ်လို့လည်း လူအများ၏အပေါ်တွင်စိတ်ဝင်စားပေမဖြစ်နိုင်သောကြက်ကြက်မမှန်မှတ်သားပါဟုလည်းပြောပြဖို့သည်အကြွေဝတ္ထုတော်ကြီးရာတွင်ဤစာသာသည်တဆလောက်မှန်ကန်ငယ်၍လူများနှင့်မျက်နှာချင်းဆိုင်ကပေါင်တင်ဆက်ဆံရ၌ထုံစကားသည်သုံးစလောက်ပို့၍မှန်မည်ဖြစ်၏မြင့်လက်စရာတို့၏အကြည်မူပြည့်စက်လက်စရာတို့၏ဘယင်ဖြစ်သော ဟာဝစ်သားစတန်တီဘရော့ဒဝေးအရက်တွင်နောက်ဆုံးအကြိမ်ရောက်လာစဉ်အသူ၏အဝယ်လဲသည့်အခန်းတွင် ကျွန်ုပ်ဒီတညနေလောက်အချိန်ဖြုန်းဖို့ဤသူဒီနှစ်ပေါင်း40ကျော်ကဘာကိုလှည့်လေအချိန်ပေါင်းများစွာ သူဤအလွန်အံ့ဩဖေကောင်းတော်နေလမ်းမျိုးစုံတို့ပရိသတ်များပတ်စံဟောင်းလောင်းဖြစ်အောင်ပြသခဲ့မှုသည်သူဤမြင်လဲ့ပဲသို့လာရောက်ကြည့်ရှုကြသောလူဤမှာတန်ပေါင်း60ကျော်၏ထိုပြဝဲအလုံးကဒေါ်လာငွေနှစ်တန်းလောက်အမြတ်ပေါ်ခဲ့သည်ကျွန်ုပ်မစ္စတာတာစတန်၏အောင်မြင်ကြောင်းနေလမ်းကောင်းများကိုမေးမြန်းကြည့် ဤကဲ့သို့သူအောင်မြင်ရသည်မှာကြောင်းမရရှိခဲ့သောပညာကြောင့်မဟုတ်ချေအဘယ်ကြောင့်ဆိုသောငယ်ရွယ်စဉ်အပြင်အိမ်ရထွက်ပြေးပြီးနောက်တေးလီကျဘိုးလှုပ်ပြီးကြည်ပြင်းလာခဲ့ရသောကြောင့်ဖြစ်ပါသည်။ကြောင်းမရသောပညာကြောင့်မဟုတ်ရင်တခြားမြင်လဲဆရာများထက်မြင်လဲအတတ်ကိုပို၍တတ်တာကြောင့်လောမဟုတ်ပါမြင်လဲပြနေနေတင်းများကိုရေးသားထားသောစာအုပ်ပေါင်းများများစွာ ပေါ်ထွက်နေပြီဖြစ်၍သူ့လောက်တတ်သောသူ အမြောင်အားရှိမည်ဟုသူကပြောပြ၏တို့ရာတွင်တခြားသူများတွင် မရှိသောအရာနှစ်ခုတုန်နိုင်ရှိသည် ပထမအရာက သူ၏မင်ကောင်းခြင်းဖြစ်သူသည်ဟန်ပြအလွန်ကောင်းသည် လူတစ်ပါးကိုနားလေသူ၏ကိုဟန်လည်းဟင်တန်နေတန်ထားဆာပြီးညခုပင်းတီထိဇက်စင်မော်ရင်းသူလောက်ရမိဟန်မူရာဟိုရီကိုပွဲမဝင်မီအပြင်အကျဲပါလိရှိသောကြောင့်ထုတ်မူရာတို့သည်ပြိတက်များကိုအတော်ထိလေသည် ဒုတိယအရာကတော့ပွဲကြည့်သူပြိုင်သက်များအပေါ်တွင် စိတ်ဝင်စားသော သူ၏စေတနာပဲဖြစ်သည်။ညာစွာသောမျက်လဲစရာတို့သည်ပြိုင်သက်များကိုကြည့်ပြီးခနေညာတို့အမဲတွေလာကြပြီးဒဲနို့ကိုအယူလှုပ်လိုက်အောင်ပါပဲ။စသည်ဖြင့်သူတို့ကိုသူတို့ပြောနေကြတာပဲဟု၏တာစတန်ကကျွန်ုပ်ကိုပြောပြဖို့သည်။သူရရင်တာစတန်နီးမှာတော့အထက်ပါနီးမျိုးနဲ့လုံလုံဆန့်ကျင်လျက်ရှိသည်။ဆက်စင်မော်ကိုရောက်တိုင်းဒီလိုတွေလာကြည့်ပြီလို့ ငါထမင်းတလုတ်ချောင်းချောင်းစားနေရတယ်။သူတို့ရဲ့ကျေးဇူးဟာအင်မတန်ကြီးမားပါပြီ။ဒီကျေးဇူးရှင်တွေကိုငါတက်တက်မြတ်ပညာတွေကိုဆွဲငုံပြရမှာပဲ။သဘောထားကြောင်းသူကကျွန်ုပ်ကိုပြောပြဖို့သည်ပရိသတ်ရှေ့ရင်ရက်တိုင်းရက်တိုင်းငါပရိသတ်များသည်ချမ်းသာကြပါစေဟု အစင်မပြတ်မြတ်တာပို့သည်ဟု၍လေသူကပြောပြဟု၏။ဒီစကားကိုမယုံဘူးလား။ရဲစရာကောင်းမည်လို့ဆိုမည်လား။ဒါတော့တင်းထင်းချင်းထင်နိုင်နေ။ အကျွန်ုံးမှာကကဘာပေါ်ရင်အကျော်စောဆုံးဆိုရင်ညလေးဆရာရဲ့တူဦးဤနိလန်ကောင်တစ်ခုကိုကျွန်ုပ်ကြားရသမျှတလုံးမှ ပုံမပါဘင်းတင်ရဖောက်တဲ့ခြားတဲ့ဖြစ်ပါရင်မက်တန်ရှုမန်ဟိတ်ကလည်းကျွန်ုပ်ကိုထိုးကဲ့သို့ပြောပြဖို့ဤသူဤကလေးများနှင့်သူကိုယ်သူတတ်၍တေချရန်ကိုကြံစီမိသည်ထိအသေးကြေကွဲဆရာများနှင့်ငတ်မော့ခေါင်ပါခြင်းဒုက္ခတွေကိုတွေ့လာခဲ့ပေမိဂီတဆရာဤဝကနာရှိ တချင်းများကိုတီးဆိုတဲ့အထဲမှာအကောင်ဆုံးဖြစ်ပြီးနားထောင်သူပရိသတ်များ၏စိတ်ကို၆ချောင်းစွမ်းသူတို့ချင်းနေကိုရောက်ဖို့ကြိုးစားလာခဲ့ပြီးသူ၏အောင်မြင်ချောင်းနီလန်ကောင်တစ်ခုသည်လူများ၏အပေါ်တွင် စိတ်ဝင်စားခြင်းဖြစ်သည်ဟုသူကဝန်ခံ၏တီအိုရိုရူးစ်ဘဲအန်အော်လောင်လူချက်လူခင်ပေါများကြော့ကြခြင်းနီလန်ကောင်တစ်ခုလည်းလူများ၌စိတ်ဝင်စားခြင်းပဲဖြစ်လေ။သူ၏အစီအကံများကပင်လင်းသူ့ကိုချစ်ခင်ညာ၏ သူ၏ကပ်ပလီစေကန်ဂျိန်းအီအာမိုသည် တကယ့်လူတော်ရူးစ်ပက်စာအုပ်တော်ကိုရေးသားခဲ့ဖို့သည်ထိုစာအုပ်ထဲတွင်အောက်ပါမှတ်သားဖွယ်ရာဖြစ်ပျက်တစ်ခုကိုရေးသားထားလေသည်အကျွန်ုပ်၏မိမသည် တနေ့တနိုင်သမရမင်းအားဖောဝိုက်ခေါငုံတမျိုးအကြောင်းကိုမေးလေသည်ကျွန်ုပ်၏မိမမှာထိုငုံတမျိုးတခါမျှမမြင်ဘူးသောကြောင့်လေသမရမင်းသည်ထိုငုံမျိုးအကြောင်း ပုံတရနေ့တကွလုံးစိပတ်စိပြောပြ၏ရဲနှဲငယ်ကြသောအခါအကျွန်ုပ်တို့နေသည့်တွင်နေ၌တယ်လီဖုန်းခေါလောင်းမြေတန်းကိုကြားရသည်အာမိုးနှင့်သူ၏မိန်းမတို့သည်ဝိုင်းစတာဘေးမှရှိရူးစပိတ်ချမ်းမြေထဲတွင်တဲငယ်တကူဆောက်၍နေလေ၏ကျွန်ုပ်၏မိန်းမသည်တယ်လီဖုန်းကိုတော်၍နားထောင်သည့်အခါတစ်ဖက်ကစကားပြောသောသူသည်မစ္စတာရူးစပိတ်ကိုရယ်ဖြစ်ကြောင်းသိရ၏အကျွန်ုပ်၏မိန်းမသိလို့တော့ဘောဝိုက်ခေါငုံငဲ့သည် ကျွန်ုပ်တို့အိမ်ပြတင်းပေါက်နားရင်နားနေ၍ထွက်ကြည့်ရင်မြင်နိုင်ကြောင်းပြောပြတာကြောင့်လဲတယ်လီဖုန်းဆက်လိုက်တယ်လို့မစ္စတာရူးစ်ပေကပြောပြရင်ထို့မြအသေးဖွဲကိစ္စများ၌ပင်စိတ်ဝင်စားခြင်းသည်သူ့ဤထူခြားခြင်းဖြစ်သည်အကျွန်ုပ်တို့နားရီကိုဖြတ်သွားတိုင်းအကျွန်ုပ်တို့မမြင်ရင်အိုးအင်းနီအိုးချင်းစသည်ဖြင့်ဟဲ့အော်သွားတာကိုကျွန်ုပ်တို့နားရီကြားရသည်တဲနာကိုဖြတ်သွားစဉ်ထို့သို့ဟစ်ခြင်းသည်အကျွန်ုပ်တို့အား ချက်ခင်ယူရစာနှုတ်ခွန်းဆက်ခြင်းမဖြစ်လေသည်ထို့သို့တော်ပုဂ္ဂိုလ်သူဟာသူ၏စေကံများသည်အဘေကြောင့်မြတ်တာတည်ဝင်မချက်ခင်မရှိရန်ဤအာခေဘကလည်းအောက်ပါတိုင်းရေးသားထားလေသည်တမရမီတက်ဖက်ထနီတမရကတော်တို့မရှိခိုက်တနေ့တနိုင်ရုစပဲသည်အိမ်ဖြူတော်သို့အလေသွားသည်စဖို့ဆောင်လုံမငယ်များမှအစအိမ်ဖြူတော်ရှိ စေကံများအလုံးအားသူတို့၏အနမယ်စရင်ကိုခေါ်ပြီးနှုတ်ဆက်ခြင်းအပြင် သူသည်အတန်စာမခွဲချ၍မြစ်တာဆက်ရှိကြောင်းပြလေသည် သူသည်အဲလစ်အမည်ရှိသောမိဘကြောင့်စေခင်မလေးကိုတွေ့တော်အခါပြောင်းမှုမပေါမများလှုပ်တတ်သလားလို့မေးရာအစေကားများအတွက်သာတခတည်းရန်လှုပ်ရပါသည်အိမ်တော်ပေါ်မြည်သူများထိုပေါင်မှုများမစားပါလို့အဲလစ်ကပြန်ပြော၏တိတ်ပြီးရိုင်းတဲ့သူတွေပဲတမရိုင်းနဲ့တွေ့မှဒီတိုင်းငါဖြစ်ဦးမယ်ဟုရူစပယ်ကကြဲလောက်စွာပြန်ပြောလိုက်လေသည် LSD ပြောင်းမှုမဟုတ်ပါမှုတလုံးဗကံများနေတဲ့တော့အခါ Rose Bay သည်တမရမင်းရုံငန်းကိုသွားရင်ပေါင်းမုံကိုလမ်းလျှောက်စားလာပြီးလမ်းမှာတွေ့ရမြဥယျာဉ်မှုများအောင်အလုတ်သမားများကိုနှုတ်ဆက်သူသည်လမ်းတွင်တွေ့ရမြသောသူများကိုရှေးမှုအတိုင်းနှုတ်ဆက်နှုတ်ဆက်ခံရသူများအားလည်းထိုเจ้าတအုံးနှင့်တူတီရိုပြောလျက်ရှိကြ၏အယူဘာမြည်ဦးခုနှစ်နှစ်လောက်တော့တွင်မှာ စိတ်ချမ်းသာတဲ့နေ့ရလို့ဒီတနေ့ပဲရှိသေးဒီလိုနေ့မျိုးဒေါ်လာ100နဲ့တောင်မလဲဘူးကွာဟုပြောလေသည်ဒေါက်တာ CW Elio ကို University ကျောင်းကိုအုပ်ချုပ်စီမံရသောဥက္ကရာများတွင်အောင်မြင်ဆုံးဖြစ်သောဥက္ကရာတူဖြစ်အောင်ပြုလုပ်ပေးသောအရာသည်လေးတစ်ဖက်သားရိအရေးကိစ္စများတွင်စိတ်ဝင်စားခြင်းဖြစ်လေသည် American ပြည်တွင်ဆက်ဖြစ်ပွားရင်နောက်၄နှစ်အကြာမှစ၍ကမ္ဘာစစ်ကြီးမဖြစ်မီ၅နှစ်တိုင်အောင် Harvest University ကိုသူသည်ဥက္ကရာအဖြစ်ဖြင့်အုပ်ချုပ်လာခဲ့သည်ကိုသင်သတိရပေမည်။ဒေါက်တာအယ်လီယော၏အုပ်ချုပ်ပုံတည်တည်တခုအောက်တွင်ဖော်ပြပါရစေ။ဒီနေ့တနိုင်ចောင်းသားတက်သူ LRG Grandan သည်ចောင်းသားများ၏ချင်းွေထဲမှဒေါ်လာငွေ90ယူချင်းရန်ဥက္ကရာ၏ရုံးငန်းကိုတွား၍ချေးလိုသည့်ငွေကိုရသောအခါ Grandan သည်ကျေးဇူးတင်စကားပြော၏နောက်ရုံးငန်းမှထွက်လာရင်ထလေသည်။ ထိုအခါဥက္ခရဒေါက်တာအဲလီယောကခတ်ကြကလေးထိုင်မအောင် မောင်းမောင်းရင်အခန်းထဲမှာမောင်းကိုယ်တိုင်ထမင်းချက်စားရတယ်လို့ကြုံကြရင်အစာကောင်းကိုလည်းရမယ်လုံလုံလောက်လောက်လည်းရမယ်ဆိုရင်ဒီလိုချက်စားတာကောင်းသားပဲကျုပ်ကောလိပ်ကြောင်မှနေစရာလေးဒီလိုပဲချက်စားရပြီဒါနဲ့စကားမဆက်မောင်းနွားကလေးသားပါတဲ့မောင်းကိုလှုပ်တယ်လားအချိန်ယူပြီးတော့နူးညံ့ကိုချက်ထားတဲ့နွားကလေးသားနဲ့လုံရင်အင်မတန်ရတာရှိတာပဲ ဘာတစ်ခုမှလည်းလွတ်မပြေရဘူးကြောက်ချက်တဲ့နေရာတော့ဒီလိုပဲစသည်ဖြင့်နှွားကလေးသားမုန်းလို့ကြောင်းလုံးပုံလုံးနေရာစပြီးဘလို့စားရတယ်ဒီပြောပြတယ်အမေရိကန်ပြည်ရှိ အလွန်တောင်းခံရတော့လူတစုပဲလေသူတို့ပေါ်၌အဟုတ်တကယ်စိတ်ဝင်စားခြင်းဖြင့်သူတို့၏အဖိုးတန်တော့အချိန်များကြာရင်မှကျွန်ုပ်တို့ကိုခရူတဆိုင်ပြူပြီးလာရောက်ကူညီအောင်ကျွန်ုပ်တို့တက်စလန်းနိုင်ကြအောင်ကျွန်ုပ်ကိုယ်တိုင်တည့်ရှိခဲ့ရပါသည် ်တက်တေးပြပါအဲ့ညက်ပေါင်းအတော်ကြာတော့ကဖရုကလေးတိတ်ပံဝိစာကြောင့်တွင်ကျွန်ုပ်သည်ဝိတုရေပုံရင်းနေတဲ့နန်းကိုဖွင့်ထား၏ကက်တလင်းတော်ရိဖနီဟက်အိုင်ဒါတာဝေအဗလက်ပေစက်တာဟောရှူပတ်ဟာရုနှင့်အခြားသော အလုံများသောနာမည်ကျော်ဝိတုစာရေးဆရာများကို group လေတို့လိုက်ဟုတ်ပြီးတော့ကျွန်ုပ်၏အတန်းသားများသူတို့၏ကိုယ်တွေ့များမှရရှိနိုင်သောကြိုကျေးဇူးများကိုဟောပြောစေလို၏ ဒါကြောင့်သူတို့ဆောင်းများကိုကျွန်တော်တို့သည်အလွန်လေးစားကြောင်းသူတို့ကြံကြံများကိုအလွန်မေးခံရလို့ကြောင်း ထို့ပြင်သူတို့အောင်မြင်ကြောင်းနီလန်းကောင်းများကိုလိလာစည်းပိုးလို့ကြောင်းဖြင့်သူတို့ထံသို့စာရေးလိုက်၏စာဆောင်တိုင်းတွင် အတန်းသာပေါင်း150လောက်လက်မှတ်ရေးထိုးကြ၏ထိုဝတ္ထုရေးဆရာများသည် အလွန်အလုံးများလျက်ရှိသောကြောင့်လေကျွန်တော်တို့ဟောပြောရန်အတွက်ပြင်ဆင်ရန်ဟောပင်အချိန်ရနိုင်မည်မဟုတ်ကြောင်း ဆာရင်းရင်ထည့်ရေးလိုက်သေးသည်ထို့ကြောင့်သူတို့ဤအထောက်ပတ်တိနှင့်တကွသူတို့ဤလုံပုံလုံနီးနေတမ်းများကိုတိလို့တော့မိခွန်တဖုံလေးစားဤထဲရထည့်ပေးလိုက်သူတို့သည်ဤကဲ့သို့ဖိတ်မှန်တကားပြုခြင်းနှက်သက်ကြသည်ဘသူမှမကြိုက်ပဲရှိရနီးဒါကြောင့်ထို့သူတို့သည်သူတို့မျိုးရွာနီးပရုကလင်မျိုးတို့လာရောက်ကြပြီးရင်ကျွန်တို့ကိုကူညီကြ၏တီယိုရိုရုစ်ပေအစိုးရဖွဲ့ဘန်နာယိုဝန်ကြီး Leslie Shaw ်တက်ဖတ်တာဆိုရဖွဲ့၏အစိုးရရှိနေချုပ်ကြီးဂျော့ဝဝန်ကာရှန်ဝီလျံဇင်မစ်ဖရန်ယန်ဖရန်ကလင်ဒီရူးစ်ပဲနှင့်တခြားသောနိုင်ငံသောပုဂ္ဂိုလ်ကြီးများလည်းလာရောက်ပြီးအကျွန်ုပ်တို့၏တပည့်များကိုနီးပေးလမ်းပြပြုပါရန်ဖိတ်ကြားရ၌အထက်ပါတိုင်းအုံပြုခြင်းအဖြစ်အောင်မြင်ခဲ့၏နွားသက်သမားဖြစ်စေပေါမုံဖုတ်သမားဖြစ်စေရှင်ဘရင်ဖြစ်စေလူမှန်သမားသည်သူတို့ကိုအထင်ကြီးသောလူမျိုးနှစ်သက်ခြင်းမှာတပ္ပရာဖြစ်သည် တက်တည်ပြရဲ့ကဘာစစ်ကြီးပြီးကစားဂျာမန်ကိုင်စာဘုရင်ကကဘာပေါ်ရီလူများ၏ရုရှားစစ်ဆုပ်မုန်တီချင်းအခမ်းအဆုံးလူတို့ဖြစ်ကောင်းဖြစ်ပေလိမ့်မည်သူ၏တိုင်းသူပြည်သားများပြီးပုံကန်ထကြွသောကြောင့်အသက်ဘေးကချမ်းသာရအောင် သူသည်ဟော်လန်သို့ထွက်ပြေးခဲ့ရသည် သူ့ကိုမြေမြစိတ်နာမုန်တီကြသည်နည်းဆိုသောတန်ပေါင်းများစွာသောလူတို့သည် သူ့ကိုတွေ့ရာတင်ကြိုင်ထားမဆိုင်ပေ အရှင်လက်လက်ခုံပိုင်းတက်ပြတ်ဖို့ညစာတောင်းတခဲ့ထိုကဲ့သို့တနိုင်ငံလုံးတကဘာလုံးသူရဲ့ပေါ်ရင်ဒေါ်တဘုံထားလျက်ရှိစေ ကလေးတငယ်တို့ဒီသူရဲ့ပေါ်ရင်ကျင်နာမြတ်နိုးခြင်းကြောင့်စီကုံထားသည့်စာရစာကိုခက်ရိုးရိုးကလေးရှိသူရဲ့ထံကိုပို့ပေးလိုက်စာရဲရင်တခြားသူများကန်စာအပေါ်ရင်ဘလိုပင်စေနာထားစေကမူထိုကလေးကမူကကန်စာကို သူ့ရဲ့အေကရက်ဘယင်မင်းမြတ်ဟု၏ချင်းမြတ်နုံမြင့်အကြောင်းလည်းထည့်ရထားသည် ထိုစာသည်ကင်စာ၏တဲဆွဲသောစီထို့ကြောင့်သူသည်စာရည်တော်ကလေးတငယ်အားသူ့ရဲ့ထံသို့လာရောက်လဲပတ်ရန်ဖိတ်ကြားလိုက်တငယ်ကလေးသည်သူ၏မိခင်နှင့်အတူကင်စာရဲ့ထံသို့လာရောက်လဲပတ်ရာကင်စာသည် ကလေးမိခင်ကိုထိမ်းမြားလက်ထပ်လိုက်သည် သူသည် ကလေးငယ်သည်မိတ္တပလနိကာစာအုပ်ကိုဖတ်ရမလို့သူ၏ဝင်တွေအား ထိုနေမြောက်အလိုလျောက်တည်နေပြီဖြစ်သည်ကျွန်ုပ်တို့သည် မိတ်ဆွေပေါများလို့လျင်ကျွန်ုပ်တို့ဤကိုယ်ကျိုးမကြည့်ပဲအချိန်ကုန်အပန်းခံ၍တခြားသူများ၏ကိစ္စများကိုကျင်နာထောက်ထားစွာအစမ်းကုန်ဆောင်ရွက်ပေးရမည်ယခုဝေစာမြို့စာသည် ဝေလမင်းသာအင်းရှိဥပယာစာဖြစ်เสียရတောင်အမေရိကသို့တိုင်ကန်လှည့်လည်တာဝန်ကျလေသည် တိုင်ကန်မလှည့်လည်မီလာပေါင်းများစွာစပိန်ဘာသာကိုစူးစမ်း၍သင်ယူလေသည် တိုင်ငံလဲ့လဲ့သည့်အခါအဲဂျိုဝဲများအစီဝေးများ၌တိုင်းရင်းဘာသာဖြစ်သော စပိန်ဘာသာဖြင့်ပြောကြသည့်တွင်တောင်အမေရိက တိုက်သားများသည် သူ့ကိုမြေတားရှိကြသည်ကျွန်ုပ်တို့မိစေများ၏မွေးနေ့များကိုရှားဟွန်ယူသောလေးထတစ်ခုကျွန်ုပ်လုပ်ထားသည်ဘလို့ယူရသည်ကိုပြောပါအဲ့ကျွန်ုပ်သည်ဖေရင်ပညာ၌စိုးစင်းမှအယုံကြည်မရှိတော်လဲကျွန်ုပ်နှင့်တွေ့သောမိစေများမွေးနေ့သည်လူ ਈ စိတ်၏စိတ်ထားအကျဉ်းစာရိုက်တာနှင့် ဆက်သွယ်လျက်ရှိသည်ကိုရှုံးကြည့်ပါသလားဟုမေးလေသည်ထို့နောက်မိတ်ဆွေ မွေးနေကိုမေးလိုက်ဥဒါဟယောအဖြစ်ထိုမေးခံရသူကသူ့ရဲ့မွေးနေ့သည်နိုဝင်ဘာလ24ရက်ဟု ပြန်ပြောသည်ဆိုပါစို့ကျွန်တော်၏စိတ်တင်သည်နိုဝင်ဘာ24ရက်နိုဝင်ဘာ24ရက်စသည်ဖြင့်ထက်တလဲလဲရှက်ဆိုလျက်ရှိသည် ထို့သူကြွယ်သွားလျင်သွားခြင်းထိုမွေးနေ့ကိုရေးမှတ်ထားလိုက်သည်ကျွန်တော်၏ပြက်ကြိမ်တွင်ထုံမွေနေမြောင် နှစ်မှဆ၍အစဉ်အတိုင်းမှတ်သားထားတော့ကြောင်းပြက်ကရင်ကိုကြည်တိုင်းမွေးနေ့များကိုလွယ်တကူသိနိုင်ကျွန်ုံမှတ်ထားတော့မိတ်ဆွေများ၏မွေးနေ့များတို့ရောက်တိုင်းစူတောင်းမြတ်တာပို့သားသည့်တန်ကြိုစတော်၎င်းစတော်၎င်းထိုမိတ်ဆွေများထံကိုပို့လေရှိသည်ထိုစနစ်သည်အလွန်အောင်မြင်၏စာရသောမိတ်ဆွေတို့ကသူတို့၏ကြိုးစီပါကိုကျွန်ုပ်သာလျင်ခရူးဆိုင်လုပ်သည်ဟုမကြာခဏအထင်ခံရ၏ကျွန်ုပ်တို့သည်မိတ်ဆွေပေါများလိုလျင် လူများနှင့်တွေ့တော်အခါအလွန်ဝမ်းမြောက်ရှင်လန်းစွာနှင့်အားရပါရနှုတ်ခွန်းဆက်သားကြပါစို့လူသူတယောက်သည်တင့်ရင်ထံသို့တယ်လီဖုန်းနှင့်စကားပြောပါလေအထက်တွင်ပြောပြတတ်ကဲ့သို့စိတ်ရောကိုယ်ပါရှင်လန်းဝမ်းမြောက်ဝမ်းသာစွာနှင့်ပြန်လည်နှုတ်ဆက်ပါရောင်းရေးဝယ်တာလုပ်ငန်းတွင်ဤနည်းသည်နေရာကြပါ၏လောအကူအညီရပါ၏လောကျွန်ုပ်သည်တက်တေတာရကောင်များစွာပြနိုင်သောအချိန်မရ၍နှစ်ခွရာပြရင် နယူးယောက်မြို့မှာရှိတဲ့ဖန်တိုက်ကြီးတစ်ခုမှာအလုလုသူချာအဝေါ်လာတာတီအလုတိုက်တတိုက်အကျွင်းရင်းများကိုစုံစမ်းစီရင်ခံရတာဝကြလေထိုရေးကြီးသောကိစ္စနှင့်ဆက်လျင်၍သူ့ကိုကူညီနိုင်မဲ့လူတီသူတိတလောက်မှာသူရေရှိထိုကြောင့်သူတီထိုသူရဲ့ထံကိုသွား၏ထိုသူမှာကုမ္ပဏီကြီးတစ်ခုဤဥက္ခရာကြီးဖြစ်လေသည်ဝေါ်လာတာတီအခန်းထဲသို့ရောက်လျင်ရောက်ချင်းလုံမငယ်တယောက်တီး ဩခရာ၏အခန်းအတွင်တို့တကားပဝတစ်ခုအားနေပြီးကောင်းပြူလေးထုံးနေတဲ့တစိမ့်ကောင်းတစ်လုံးမြမရပါဟုဩခရာ၏ပြောလေသည်ကျွန်တော်၏အဆက်နှစ်နှစ်သားကလေးတွေတစိမ့်ကောင်းများစွာကိုစူပေးနေတယ်ဟု၍ဩခရာ၏ဝေါ်လက်တာကိုပြောပြ၏ဝေါ်လက်တာသည်သူလာရင်ကိစ္စကိုပြောပြခြင်း၍လုံချင်သည့်အချက်ကိုမေးဩခရာ၏လည်းမဖြည့်ချင်းဖြည့်ချင်းကိုယ်လေကြောင့်ပဲလုံရဖြည့်သည် သူသည် စကားများများမပြောခြင်း သူ့ကိုစကားပြောချင်သူ့ကိုဘယ်လိုလုပ်ရမလဲရှာဖို့မပေါ။ဒါကြောင့်မစ္စတာဝေါ်လက်တာလေးခက်မြန်မြန်နှုတ်ဆက်ပြီးနောက်ဘာမှမပေးပြတ်ဖ ೇನೆ ဥက္ကရာကြီးအတွန်းခမ်းမှထွက်လာခဲ့လေသည်။အမှန်ပြောရမယ်ဆိုရင် ကျွန်ုပ်ဒီဘာလုပ်ရမှန်းကိုမသိပါ။ဒါနဲ့ဖြုံးကနေဆိုထို့ဥက္ကရာကြီးထံသို့သူ့ရဲ့တွေ့မှုကပျော်သော စကားများနဲ့တကွတစိကောက်ကြောင့်၁၂နှစ်သားအရွယ်ကလေးချောင်းတို့ပါတရိရလာပါရဲ့ ထို့နောက်အကျွန်ုပ်တို့ဗန်ဒါ၏နိုင်ငံသားဌာနအရရကပါလာ၏ဒစိတ်ကောင်းများစွာကိုစူဆောင်းနေကြောင်းပြောပြီးတော့သတိရပြန်သည်နောက်တနေ့နေ့လယ်ချိန်လာတွင် ထိုဥက္ခရာကြီးရဲ့အလုံယုံငန်းကိုသွားပြီးကျွန်ုပ်မှသူ့ရဲ့ကလေးဖို့ဒစိတ်ကောင်းများစွာပါတဲ့ကြောင်းအခန်းပြန်ပြောခိုင်းလိုက်ပါတယ်ဒီစကားကိုကြတော့ထွက်ပြီးတော့ပြပြတလဲနှုတ်ဆက်တာပဲဥပဒေပြုအဖွဲ့အတွက်ဝင်းပြီးတော့အရွေးခံရတဲ့တောင်းရွှေရွှေပြပြ ကျွန်တော်ရဲ့လက်ကိုဒါထက်ပိုပြီးစိုင်းငင်နှုတ်ဆက်မှမဟုတ်ဘူးသူရဲ့မျက်နှာလည်းပြုံ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 နဲ့ပီတိတိတ်ကိုဖြစ်နေရပဲပြီးတော့မှကျွန်တော်သားချော့ဖြစ်ဒါကိုတိတ်ကြိုက်မှာပဲဟုတ်တစိမ့်ကောင်းနေကိုကြိုက်ခြင်းတပြောတယ်ပြောနေတော့တယ်အခြားတာရကတခုကတော့ဖီလက်တယ်လဖီယာမျိုးမှ CNF အငယ်သည်စိတ်ဆက်ကုံစုံတိုင်းအဖွဲတစ်ခုတို့ကြောင်မီရင်းများကိုတင်သွင်းရင်နှစ်ပေါင်းများစွာစူးစမ်းခဲ့ဤတို့ရရင် ထို့ကျိတ်ဆက်ကုံစုံလံဖွဲ့၏သည်ကြောင်မီသွေးကိုမြို့ပြေရှိကြောင်မီသွေးရှောင်းသမားတအူးထံမှဝယ်ယူပြီးလျှင်ထိုကြောင်မီရင်းများကို net face ဆိုင်ရှိတတဲမှအရွဲတိုက်၍တည်ယူ၏တညာတနိုင်ကျွန်တော်၏အတန်တရန်တွင် ထိုကျိတ်ဆက်ကုံစုံဆိုင်များသည်တမ်းမြီစုံညောင်းခက်လုံများဖြစ်ကြောင်း never သည်စိတ်ထဲတွင်ရှိ၍အပြင်းအထန်ရှုတ်ချပြောဆိုလေသည်ဤကဲ့သို့ပြောရင်တော့ထိုးဖဲ့သို့ကြောင်မီတွင်မရောက်ရသည်မှာ အဘယ်ကြောင့်ဖြစ်သည်ကိုသူသည်တွေးမြရခြင်းထို့ကြောင့်နီလန်တစ်ခုဆက်တတ်ရင်အကျွန်ုပ်သူ့ကိုအကြံပေးလေသည် ကျွန်ုပ်ဤနီယိုအချင်းချင်းပြောပြရဲ့ချိန်ဆက်ကုံစုံဆိုင်ဖွဲ့များသည်တိုင်းပြည်အားအကျိုးထက်အပြည့်ကို ပို၍ပေးလေသည်ဟုတော့အဆိုစကရီလူပဲကျင်းပါရင်တနေရင်အကျွန်ုပ်တို့အတန်တာများစီစဉ်ကြလေသည် အကျွန်ုပ်ဤအကြံပေးချေရနက်ဖဲဒီအချက်ပါဆိုကန့်ကွက်သည်ပဲမှနေချိန်ဆက်ကုံစုံဆိုင်များကို ကာကွယ်ပြောဆိုနိုင်ရန်သူတည်သဘောတူ၏ထို့နောက်သူအလွန်မုန်းတီးသောစိတ်ဆက်ကုံဆိုးဆိုင်အမှုဆောင်တဦးထံသို့ကျွန်တော်လာတာကြောင်မီတွေရောင်းအောင်လာတာမဟုတ်ဘူးကိစ္စကလေးတစ်ခုတည်းကျွန်တော်ကိုကျေးဇူးပြုစမ်းမလို့တောင်းပန်ရအောင်လာတာပဲဟု၍ပြော၏ထို့နောက်စီစဉ်ထားသည့်စကရီလူပဲကြောင့်ပြောပြီးမှအဲ့တော့ဒီကိစ္စအတွက်နဲ့ဆက်လျင်ပြီးဦးမင်းဟာလွှဲရင်ကျွန်တော်ကိုကူညီနိုင်မဲလို့တခြားမှာကြည့်လို့မမြင်ဘူး ဒီစကရီလူဝဲမှာအနိုင်ရအောင် ကျွန်တော်ပြောချင်ပါတယ်။ကျေးဇူးပြုပြီးဦးတက်နိုင်၍ကျွန်တော်ကိုကူညီမဆပါဘူး။နက်ဖဲကဆက်၍တောင်းပန်လေသည်။မစ္စတာနက်ဖဲဖြစ်ဖြစ်ပုံသူပြန်ပြောပြသည့်စကားတိုင်းအောက်တွင်ဖော်ပြပါရန်။ကျွန်တော်ကိုကူညီမဆဖို့ဒီလူစီမှာတမိနဲ့ပဲကျွန်တော်ခွန့်တောင်းနေ။သူနဲ့တမိနဲ့တည်းစကားပြောပါမယ်ဆိုလို့သူတွေးခံတာ။ကျွန်တော်ပြောချင်တာလည်းပြောပြီးရောကလထိုင်မထိုင်မအောင်ဆိုပြီးကျွန်တော်ကိုသူပြောလိုက်တာ။ တနင်္ဂနွေနေ့58မိနစ်ကြာသွားပါတယ်။သူတယောက်တည်းပြောလို့အားမရသေးဘူး။ကျိတ်ဆက်ကုံစုံဆိုင်ကြားများနဲ့ဆက်လျင်းပြီးစာတအုပ်ရေးမှုတဲ့အချာမှုဆောင်တယောက်ကိုခေါ်ပြီးအကုန်ပြောခိုင်းလိုက်သေးတယ်။နောက်ပြီးတော့အမျိုးသားကျိတ်ဆက်ကုံစုံဆိုင်အသင်းကြီးကိုစာရေးပြီးကျွန်တော်တို့ကိုပြောရမယ့်အကြောင်းနဲ့ဆက်လျင်းနဲ့စာတအုပ်ကိုလည်းမှာပေးလိုက်သေးတယ်။ဒီကျိတ်ဆက်ကုံစုံဆိုင်တွင်ဟာလူတွေရဲ့အကျုံးစေးပါးကိုအဟုတ်တကယ်လုပ်နေတယ်လို့သူကိုယ်တိုင်ကတော့ တည်တည်ချာချာရှုံနေရပဲလူတွေအတွက်အကျိုးဆောင်ရတယ်ဆိုပြီးသူ့လုပ်ပေါ်မှာသူကုံယူနေရပဲဟာကျွန်တော်ပြောနေသူဟာသူ့ကိုအတော်ကိုပီတိဖြစ်နေတာအဟုတ်ပြောတာပါသူဒီလိုလျှောက်ပြောပြီးပြောနေတော့မှပဲရှေ့ရကျွန်တော်မမြင်ဘူးမကြောက်တဲ့ဟာတွေကိုမြင်ဘူးကြောက်တော့တယ်အဲ့ဒီတော့မှပဲကျွန်တော်အယူဆတက်ခါလေးပြောင်းသွားတာပဲအခန်းထဲကကျွန်တော်ထွက်လာတော့ကျွန်တော်ရဲ့ပခုံးကိုဖက်ပြီးတကားဝါထိသူ့ကိုယ်တိုင်လိုက်ပို့သေးတယ် ပြီးတော့မှဇကရီလူဝဲမှာဘဲနဲ့နေတယ်ဆိုတာပြန်ပြောစမ်းပါဦးမောင်ရင်နိုင်ပါစေလို့ဆုတောင်းနေမယ်ဩတာထက်စကားမဆက်စောင်းကုန်ကနီးလောက်ကြရင်ကျေးဇူးပြုပြီးဦးနဲ့တစ်စိတ်လောက်လာတွေ့ပါဦးမောင်ထန်ကြောက်မီးသွေးဝဲခြင်းလို့ပါလို့ဆက်ပြောလိုက်သေးတယ်ဒီစကားတွေကြားရတော့ကျွန်တော်မှအတော်အားသိနေတယ်ကြောက်မီးသွေးဝဲဖို့ကျွန်တော်ကဘာစကားတစ်ခေါက်မှမပြောရဘဲနဲ့သူကဝဲခြင်းတယ်လို့စပြောရင်ကြောက်မီးသွေးရောင်းခြင်းနဲ့ကျွန်တော်ရဲ့ဆန္ဒကိုသူစိတ်ဝင်စား ကျွန်တော်10နှစ်လောက်စူးစမ်းခဲ့ဦးတော့သူရဲ့ကိစ္စရဲ့မှာနှစ်နာရီလောက်ကျွန်တော်စိတ်ဝင်စားလိုက်တာလောက်ခရီးမရောက်တာကိုတွေ့ရပါတယ်ဟူ၍မစ္စတာနက်ဖဲကပြောပြလေသည်စင်ဆက်မှာမစ္စတာနက်ဖဲသည်နီလန်အသက်ကိုရှာဖွေတည်မဟုတ်ခရစ်တော်မမွေမီနှစ်ပေါင်း100လောက်က ရောမတိုင်းသားလင်္ကာဆရာကြီးပက်ဖလီယက်ဆိုင်ရက်ဆိုသူကတခြားသူများသည်ကျွန်ုပ်တို့ဘောမှာစိတ်ဝင်စားသောအခါထိုလ်လူများပေါ်ရင်ကျွန်ုပ်တို့ကလည်းစိတ်ဝင်စားလေသည်ဟူ၍ ပြောဆိုခဲ့မှုသည်ထို့ကြောင့်တင့်ကိုလူကြိုက်များစေလို့လျင်နှီးမှတ်တဲ့သည် အောက်ပါတိုင်းဖြစ်တခြားလူများပေါ်တွင်အဟုတ်အဟက်စိတ်ဝင်စားပါအဲကွေးအတင်သည်တင့်ကိုကိုချစ်မြတ်နိုးဖွယ်ရာလူရီတက်လာတော်လကောင် လူများနှင့်ဆက်ဆက်ရာ၌ပူ၍ထိရောက်စွာအတုံးပြုတ်နိုင်မည်စွမ်းရည်တက်သည့်တိုးတက်ကြီးမောင်တော်လကောင် ပြုလုပ်လိုပါလျင်ဒေါက်တာဟင်ရီလစ်ရေးသောတာရဏောဖတ်ရင် စာအုပ်ကိုဖတ်ဖို့သူ့ကိုတိုက်တော်မရစေစာအုပ်နာမည်ကြားယုံနေလက်နေပါနဲ့တပိတ်တန်အိတ်တန်ပါတော့စာအုပ်မဟုတ်ပါထိုစာအုပ်ရေးတော်သူတည်လူရည်တက်အောင်ပြုလုပ်နည်းများတွေ့စီပူးလိလာတော့တပည့်တုံးတောင်ကျော်တို့ကိုထီထီရရကဲတင်ဆောင်ယူခဲ့တော့စိတ်ပညာပါရဂူကြီးတဆူဖြစ်ပါသည်ထိုစာအုပ်ကိုဥပရိယမွေးမြူနေဟုလွယ်လွယ်နဲ့အမည်ပေးနိုင်ကြောင်းဒေါက်တာလင့်ကိုရိုင်းအကျွန်ုပ်အားပြောပြဖို့သည်ထိုစာအုပ်သည် လူရည်တက်မှုကြောင့်ရေးသားထားသောစာအုပ်တို့ဖြစ်သည်ထို့စာအုပ်သည်စိတ်ဝင်စားဖွယ်ရာကောင်း၏နီလန်ကောင်းများပါဝင်နေသည်ကိုသိရတွေ့ရပြီလိမ့်မည်ထို့စာအုပ်ကိုဖတ်ပြီးစာအုပ်တွင်ပါသောနည်းများကိုအသုံးချကြည့်လျင်လူများနှင့်ဆက်ဆံရ၌သိရစွမ်းရည်သည်တိုးတက်လာလိမ့်မည်မလွဲဧကံပဲဖြစ်၏သိစာကြည့်ရတွင်တော်လကောင်းစာအုပ်ဆိုင်တွင်တော်လကောင်းထို့စာအုပ်ကိုမရခဲ့ရင်ထို့စာအုပ်ကိုပုံနေထုတ်ဝေတော်တိုက်တို့ ဒေါ်လာငွေ250တင်ပို့၍မှာထားနိုင်ပါသည်